thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။နောင်ချိုမှာထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ TNL ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှတင်းဆုံထိခိုက်မှုများစွာနဲ့ဆုတ်ခွာပြေးပြီးစစ်တပ်သိမ်းယူထားတဲ့ကန်ကြီးရွာကိုတော်လိုင်းတပ်များပြန်လည်ရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်မှုတွေများပြားခဲ့ကပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရစေ။ ဇွန်လ၈ရက်နေ့မှာနောင်ချုံမြို့နယ်တောင်ခမ်းရွာမှာကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှတိုက်ခိုက်မှုများပြားလာကြောင်းစစ်ကောင်စီတပ်သားများအဲ့ဒီနေ့ည9:53မိနစ်ကမှတောင်ခမ်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တောင်ခမ်းရွာကနေကန်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်တဲ့စစ်ခွေးစစ်ကြောင်းကတော့ကန်ကြီးရွာဘက်ကနေပြန်ဆုတ်သွားပြီးကန်ကြီးရွာကိုတော်လိုင်းဖွဲ့တွေပြန်လည်ထိန်းချုပ် ုံနိုင်ခဲ့တယ်လို့သိရကြောင်းဒေသခံပြည်သူတောင်းကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကို DNL ပူပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ DPLA တအုပ်နဲ့ PDF တပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်စစ်ကောင်စီကအခုစွန်လအတွင်းအပြစ်ရကြီးညာထားတော့လဲနောင်ချုံမြို့နယ်တောင်ခန်းချင်းရွာမှာစစ်တပ်နဲ့တိုက်ပွဲများထောက်ရှောက်ဆိုသလိုဖြစ်ပွားလျက်ရှိပြီးစစ်တပ်ကရက်ဆောက်ဘက်ကစစ်ကူအင်အားများလက်နက်ခဲယမ်းများဖြည့်တင်းလျက်ရှိကြောင်းနှစ်ဖက်စီရင်တင်းမာမှုတွေရှိနေကြောင်းစစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းတွေကိုဇက်တိုက်ဆိုသလိုလှုံ့ဆော်နေ ကြောင်းစီရင်အရာနှစ်ဖက်ထိတွေ့မှုတွေရှိပြီး TNL ကစီရင်ပြူဟာအရာဆောင်ရွက်လျက်ရှိကြောင်း TNL ပြောရေးဆိုခွင့်ရလွင်ရီဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုပါရယ်နောက်တစ်ပုတ်အနေနဲ့ချိုင်းနာ ကွန်မြူနစ်ပါတီဝင် ရောက်ဆက်ဖတ်မှုတွေအခုရက်ငါတို့အနာဂတ်ကိုငါတို့ကိုယ်တိုင်ဖန်တီးမယ်ဆိုခါရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေပေါ်အကြမ်းဖက်မှုတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့တရုတ်နိုင်ငံရဲ့လုံရက်များရတံပိုးအမေရိကန်နိုင်ငံဝါရှင်တန် DC ရှိတရုတ်တန်ယုံရှိမှတော်လန်အမှုပညာရှင်ခါရာကတောင်းဆိုလိုက်တာပါဇွန်လရှိရနေ့မှာဝါရှင်တန် DC ရှိတရုတ်တန်ယုံရှိမှမြန်မာနိုင်ငံသားတွေကဆန္ဒပြပွဲပြုလုပ်ခဲ့တာဖြစ်ပြီးခါရာကမြန်မာပြည်ပေါ်တရုတ်လူမျိုးတအုပ်အနေနဲ့တရုတ်ဘာသာစကားကိုပြောကြတာ တောင်းဆိုခဲ့တာပါဒီနေ့ကျွန်တော်နှလုံးသားကျွန်တော်တို့ရဲ့နှလုံးသားတွေဟာအစိမ့်စိမ့်မွားမွားဖြစ်စီခံလိုက်ရတယ်ကျွန်တော်ကတရုတ်ပြည်ကိုချစ်တယ်မြန်မာပြည်ကိုအယမ်းချစ်တယ် ဒါပေမဲ့ကိုပြည်သူတွေကကိုစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေမိရှုဖြက်ဆင်းမှုတွေဖိနှိပ်ချိန်ဆမှုတွေလုပ်နေတာကိုတရုတ်အစိုးရကတော့မသိတယ်လို့နေခဲ့တယ်လို့ခါရာကပြောပါရယ်တရုတ်နိုင်ငံနေနဲ့၎င်းတို့ရဲ့အကျိုးမြတ်ကြောင့်စစ်ကောင်စီကိုထောက်ခံခဲ့ခြင်းဖြစ်ပြီးအကျိုးမြတ်နဲ့အာဏာတွက်လှုပ်ဆောင်နေခြင်းကိုမြန်မာပြည်ပွားတရုတ်တအုပ်အနေနဲ့လက်မခံနိုင်လို့၎င်းကဆိုပါရယ်ဒါကြောင့်တရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီရဲ့မတရားလုပ်ရက်တွေကိုထောက်ခံခြင်းထောက်ပံ့ခြင်းများရတန်းကရပ်ဖို့နဲ့ မြန်မာပြည်သူများဘက်မှရက်တီဖို့ခါရာကတောင်းဆိုလိုက်ပါတယ်။အာနာရှင်တွေနဲ့မရက်တီပါနဲ့ရက်တန်းကရန်ငါတို့ပြည်သူတွေအသက်တွေပြီးနေရတာလုံလောက်ပြီးငါတို့ပြည်သူတွေကိုမျောလင်းချက်တွေငြိမ်းချမ်းမှုတွေနဲ့အနာဂတ်ကိုတိဆောက်ခွင့်ပေးပါ China Communist Party ဝင်ရောက်ဆွဖက်မှုတွေအခုရန်ငါတို့အနာဂတ်ကိုငါတို့ကိုယ်တိုင်ဖန်တီးမယ်လို့ခါရကပြောပါတယ် တရုတ်ဆောင်တအုပ်အနေနဲ့အခြားနိုင်ငံရဲ့တန်ရုံရှိမှဆန္ဒပြနေတာကကိုကျင်းစာစိတ်ကြောင့်လှုပ်ဆောင်ခြင်းဖြစ်တယ်လို့၎င်းကအသိပေးပါတယ်။တရုတ်ဆောင်ဆိုတာပြည်သူတွေကပြည်သူတွေပါပဲပြည်သူတွေခံစားနေရတယ်လို့ပဲခံစားနေရပါတယ်။ဘယ်လို့မှမျက်ကွယ်ပြုလို့မရဘူးဒါကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တဲ့လူပီတာကျင်တယ်လို့ခေါရကပြောကြားခဲ့ကြောင်းတရင်မှဖော်ပြပါရှိပါတယ်ရှင်။ ရန်ကုန်မန္တလေးအမြင်လမ်းမှာနန်းစံလေးတန်းအထွန်းစစ်လင်းရင်တည်ဆောင်လာတဲ့စီပေါစာကတစ်စီးကိုစစ်သား၂ဦးနဲ့အတူတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြင်လမ်းမှာနန်းစံလေးတန်းအထွန်းလင်းရင်စီတည်ဆောင်လာတဲ့စီပေါစာကတစ်စီးကိုစစ်သား၂ဦးနဲ့အတူတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ၈ရက်နေ့မနက်ပိုင်းနမ်မောင်မြို့နယ်ဘက်မှာအမြင်လမ်းမှာပေါ်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကောင်စီရဲ့လင်းရင်စီပေါစာကရှင်အမတ် 2B8525 ကိုရန်ကုန်မန္တလေးအမြင်လမ်းမှာပေါ်မိုင်တိုင်း160နဲ့ နီးမှစစ်ဆေးပြီးဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီကားကပြည်သူများကိုလေကြောင်းနဲ့ပုံကျက်တပ်ဖို့လင်းရင်စီတွေကိုချိန်ဖမ်းများစွာတင်ဆောင်ပေးနေတဲ့ရင်တစည်းဖြစ်ကြောင်းသိရပါဗျ။ ဒီကနေ့မနက်ပဲဖမ်းမိတာပါစီပန်းစာကားစီမားစီရင်ပြည့်ရဲ့အရာခံပုံမင်းထွန်းရဲ့လက်ပါစီနှစ်ယောက်နဲ့တူဖမ်းမိခဲ့တဲ့လက်ရှိတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆေးနေတော့မှာရဲဘော်တွေအကုန်လုံးလည်းလုံခြုံတဲ့နေရာရောက်နေပါပြီလို့အောင်စန်းလန်နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကပြောပါရယ်အဆိုပါဖမ်းဆီးမှုကိုအောင်စန်းလန်နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးလင်းရင်စီပေါစာကားနဲ့တူဖမ်းဆီးရရှိတဲ့အရာခံပုံမင်းထွန်းရဲ့လက်ပါစီနှစ်ဦးကိုစစ်ဆေးလျက်ရှိတယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ကွန်ကရစ်မြို့နယ်ကိုစစ်တပ်ကစစ်ကိုအများပြားပို့နေပြီးတိုက်ပွဲတွေ ြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်ကိုစစ်တပ်ကအင်အားများပြားစစ်ကူပို့နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေရလို့ကွန်ကရစ်ဒေသမှာတော်လိုင်းရဲဘော်တွေကပြောပါရယ်။ကွန်ကရစ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကကစနစ်နဲ့မြို့တွေကအမှတ်69ချီလင်းတိုင်ရင်ကိုစစ်ကူများပြားပို့နေတယ်လို့သိရပါရယ်။စာကကစနစ်ကအင်အားကိုကွန်ကရစ်ကနေကြုံတုံမြို့သွားတဲ့လမ်းပိုင်းကိုစစ်ကြောင်းတို့စစ်ကူပို့တာဖြစ်ပြီးခလာရ69တိုင်ရင်ကအင်အားကိုတော့အာရှလမ်းပိုင်းမှာတိုက်ခိုက်ခံနေရတဲ့အောင်စင်ရစစ်ကြောင်းစီစစ်ကူပို့နေတာလို့ကွန်ကရစ် ဒေတာကတော်လိုင်းရေပေါ်တွေကပြောပါတယ် ။ဇွန်လ9ရက်မှာကော့ဂရိတ်မျိုးအထွန်းအာရှလမ်းမကြီးပေါ်ကကော့နွေတတန်ကူးကျင်းရွာတွေမှာတိုင်ပွဲတွေပြင်းထန်ခဲ့တယ်လို့တော်လိုင်းရဲဘော်တောင်ကပြောပါရတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ကအလောင်းနှလောင်းတန်းရိုက်ခဲ့တယ်လို့ဆိုပါရတယ်။အောင်စင်ရကိုအင်အားနေရာလောက်ထပ်ပို့လာတဲ့အဲ့တော့တောင်ပေါ်မှာရောစုစုပေါင်းရင်အင်အား400လောက်တော့ရှိလာလိမ့်မယ်လို့ကွန်ကရစ်ဒေသက တော်လိုင်းရဲဘော်တောင်ကပြောပါရယ်ဇွန်လ10ရက်မနက်မှာလဲကွန်ကရစ်နဲ့မြားရီမျိုးနဲ့ဆက်ကကွင်းကလေးချင်းရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်စပြဒါအပြင်စကားကစနစ်က ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လိုင်းတက်တွေကိုးတိုင်းနဲ့ခုနှစ်တိုင်းရွာလမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေရလို့ဆိုပါတယ်စစ်ကောင်စီတပ်ကတုံတုံမျိုးလက်မလွတ်ရဖို့စစ်ကူရီထပ်တိုးပြီးခန့်စစ်ပြင်ဆင်နေတာဖြစ်ပါတယ်ကရန်နယ်လေး PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအကြိမ်ကြီးများစွာဖုံးကျဲသလိုအစစ်မြင့် drone တွေတုံးပြီးခုခံနေရလို့မြေပြင်ရဲဘော်အချို့ကပြောပါတယ်အဲ့ဒီဘက်မှလည်းကြမ်းနေတာလို့ concrete ဒေသကအခြားတော်လိုင်းရဲဘော်တုံးကပြောပါတယ်တော်လိုင်းပူပေါင်းတက်တွေကထိုင်းမြန်မာနယ်စပ်တလျှောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုစက်တိုက်သိမ်းပိုင်နေသလိုကုံသွဲရ ရင်အတွက်အရေးပါလာတဲ့အာရှလမ်းပေါ်ကွန်ကရစ်မြို့နယ်တစ်ခုလုံးမှာရှိနေစစ်ကောင်စီရဲ့တပ်စခန်းလေးကိုပြီးခဲ့တဲ့အေပီလာစံပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ကရင်မြို့သားစင်ယောက်ကရင်မြို့ရဲ့တပ်မချောင်းနယ်မြေကကွန်ကရစ်မြို့ဝင်းကျင်နယ်ကွန်ကရစ်မြို့ကနေဒေါနာတံပေါ်တောင်းတော့ရှေးတကွန်တီနေရာယူထားတဲ့အောင်စင်ရစစ်ကြောင်းကိုကရင်မြို့သားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြင့်ပြီးတိုက်တာမို့လို့ပြီးခဲ့တဲ့လပိုင်းကလေးကအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကွန်ကရစ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ကွန်ကရစ်မြို့ကျုံတုံးမြို့နဲ့လမ်းပိုင်းတခြားမှာပါတိုက်ပွဲပြင်းထန်နေရလို့ကရင်စင်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်တွန်လိုင်းပူပေါင်းတပ်တွေကကွန်ကရစ်မြို့ကိုဝန်းရံပိတ်ဆို့ထားပြီလို့အဲ့ဒီဒေသက PDF တရင်မှုတောက်ကပြောပါတယ်။အခုဆိုရင်အောင်စင်ရစစ်ကြောင်းကတောင်ပေါ်မှာအင်အားနေရာလောက်ပဲကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီဖွဲ့ကလည်းတွန်လိုင်းဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားတာပါ။ဒါအပြင်တောနော့ရေတခွန်ဘက်ချမ်းမှရှင်ရဲစစ်သားတွေလည်းဖျက်တောက်ပိတ်ဆို့ခံထားပြီဖြစ်ပါတယ်။ဒါကြောင့်ဒီရက်တည်းမှာစစ်တပ်ကအောင်စင်ရစစ်ကြောင်းစီကိုစစ်ကူနေရာကျော် ချက်ပို့တာဖြစ်ပါတယ်။နေဆက်မျိုးဖြစ်တဲ့မြရီမျိုးကမျိုးဆောင်တပ်ဖြစ်ရှိနေတဲ့ခလာယာ295တိုင်ရင်ကိုလည်းတော်လိုင်းတပ်တွေကခုရက်ပိုင်းတွင်မှပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ31ရက်ညပိုင်းကတော်လိုင်းတပ်ဖွဲ့တွေကခလာယာ295တိုင်ရင်နဲ့ကိုလက်နက်ကြီးတွေနဲ့စတိုင်ပြစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စင်ရေးသတင်းရင်းမြစ်ကပြောပါတယ်။နောက်ပြီးဇွန်လ၄ရက်မှလည်း drone နဲ့ခလာယာ295တိုင်ရင်နဲ့ကိုပြစ်ချခဲ့တယ်လို့သိရပါတယ်။ခလာယာ295ရဲ့မှာမြန်မာတိုင်းနဲ့စကတက်စကန်သိန်းတွေကနေထိုင်းနိုင်ငံတွေကိုထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေတယ်လို့သိရ ါပါတယ်စစ်ကောင်စီတပ်သားတွေစကန်သိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံကိုထွက်ပြေးပြီးပြန်ပို့ရင်ကရင်နယ်ကြားဆောင်တပ် BGA ရဲ့အမှတ်လေးစစ်ဒေသမှုဗိုလ်မှူးကြီးမုတ်တုံထိန်းချုပ်မှုအောက်ကနေဆက်ကိပောက်တစ်ခုဖြစ်တဲ့16ကိကနေပဲပြန်ပို့နေရလို့ဆိုပါတယ်သေပေါ်ပုံဟာရောပေါင်းရင်295ရဲမှာ900ကျော်နေပြီလို့၎င်းကစပြောပါတယ်ဒါကြောင့်ကလာရ295ရင်းနဲ့မှာစုမိတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းနဲ့ကြောင်းခွဲပြီးစစ်ကြောင်းထုတ်ဖို့ဟန်ပြနေရလို့ concrete ဒေတာက PDF တင်ရင်မှုတောင်းကပြောပါတယ်သူတို့ကသင်ငန်းညီနောင်ကိုအဲ့ဒီဘက်ကထိုးမဲ့ပေါ်ဒီဘက်ကအ ောင်စင်ရကလည်းလက်ကျန်တဲ့တက်မယ်ပေါ့သူတို့ကအဲ့လိုပုံစံဆင်နေရလို့၎င်းကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။